တရုတ်ပြည်ရဲ့ချင်းမင်းဆက်ကန်စီမေယောချုပ်တဲ့စောပိုင်းကာလဘရင်ဆွန်ဟာငယ်ရွယ်သေးတော့တိုင်းပြည်ရောချုပ်ရင်သူ့ကိုကူညီဖို့ကိုယ်စလဲအမတ်လေးဦးခံထားတယ်။အဲ့ဒီထဲမှာယိုးဘေးဆိုတဲ့အမတ်ကြီးကတိုင်းမညာရမ်းတော်ပြီးအရန်လက်ရက်ဆက်တယ်။အာနာလူကျင်လို့ဘရင်ကိုချွင်းချော့နေတယ်။တိုင်းမညာရှင်တွေကိုလည်းတုတ်တင်ပြစ်တယ်။ဒါကြောင့်အမတ်တရားပတ်တော်သားတွေကသူ့ကိုလွန်မုန်းကြတယ်။အဲ့ထဲမှာတိုင်းရည်ဒီဂိုင်းကောင်းဆောင်ရှာရှင်နာကထိတ်ဆုံးပါဘော။ ရိုးဘေးကိုလှုပ်ကြံတက်ဖြတ်ဖို့အမြဲကြံစီနေပေမဲ့မအောင်မြုံဒါကတော့ဘေးရင်ဆောင်ဟာလေးပေါ့အမတ်ကြီးရိုးကိုထိန်းချုပ်နိုင်ဖို့ခေါင်းဆောင်9ယောက်နဲ့ဆွေးနွေးရန်အတွက်ဝိုင်ကုန်းကိုစီစဉ်ခိုင်းနေရပါကဲလာပါပြီဒီကားထဲမှာကျွန်တော်တို့ရဲ့ရှစ်တော်ကြီးစတီဗင်ရှောင်းရဲ့နာမည်ကဝေရွှဲပို့ပါဆရာဝေကဆောင်းချောင်းမြိုင်ထဲမှာလူစုပြီးခုံတွေစစ်စစ်ထထားတဲ့အပေါ်ကနေတန်ရန်ဒီဂိုင်းကျုပ်ရှမ်းရှိနိုင်ရဲ့အကြောင်းတွေကိုရှင်းပြပြောဆိုနေရပါအဲ့ပါတယ်မျက်စိနောက်လာတဲ့ဆောင်းချောင်းမြိုင်ကောင်းကြီးကခုံကိုတွန်းချလိုက်တော့ ဆရာဝေပြောက်ကြလာတော့မှပဲမျက်စိမမြင်တဲ့ဝိုင်းကုန်းကောင်ရောက်လာပြီးဖမ်းထားတာကြောင့်တတ်တာသွားပါတယ်ဟဲ့ရှင်ငါကလေးတကောင်ကသူ့ရဲ့တင်နေမကောင်းပြောတော့ဆရာဝေကသူ့ရဲ့အမကိုခေါ်လိုက်ဖို့ပြောတယ်မင်းအမကဘယ်သူလဲမေးတော့ရွရွကျက်တည်းရေဆောင်ရှောဆောင်လာဆောင်လို့ဆိုတော့မှပဲသူ့အမဝင်လာတယ်အဲ့လိုရွရွတဲတဲဖြစ်နေချိန်မှာပဲရင်းမက်တီဝင်လာပြီးတန်ရန်ဒီကောင်းချုပ်ချမ်းရှင်နံဝင်လာချတယ်ချမ်းရှင်နံကိုဘယ်သူသိလဲမေးတော့အားလုံးကဆရာဝေကိုဝိုင်းပြီးစီထိုးကြတယ် ဘာပုံမြင်ပဲပြပြတာမြင်တော့မမြင်ဘူးဆိုပြီးဆရာဝေလဲစစ်မှုထမ်းမင်းနောက်ကိုလာခေါ်ခံရတဲ့သူလိုအတကုံညင်းပေမဲ့အားရှောင်ထားတော့မရပါဘူးစစ်စေးမယ်ဆိုပြီးရဲမက်တွေကဖမ်းမယ်လို့ချိန်မှာဆရာကြီးချန်နဲ့သူတို့ဘက်ရောက်လာပြီးရဲမက်တွေကိုဖြုတ်တော့တယ်ဆရာကြီးချန်ရဲ့စွမ်းကလည်းအမခံပဲရဲမက်တွေကိုတာယာတိတ်နိုင်တယ်ဒါပေမဲ့လည်းကလေးရောက်ဆောင်တဲ့ကလေးမတားလေးကိုသွားကယ်လိုက်တာခိုးကထုံးမုန်းနဲ့မျက်နှာပတ်တာခံလိုက်ရပြီးဆရာကြီးချန်ဒုက္ခရောက်သွားပါတယ်အဲ့တော့အမြင်လိုက်ရတဲ့ဆရာဝေက လဲပေါ်တိုးနေကဆရာကြီးဆရာကိုကဲထုတ်သွားတယ်အပြင်ရောက်တော့ဒီအပေါက်ကနေအထဲပြန်ဝင်မယ်အထဲပြန်ပုန်းနေမယ်လို့သူတို့ရေးမိမှာမဟုတ်ဘူးဒါဘာပေါက်လဲခွေးတို့ပေါက်ဆိုတော့ဆရာကြီးဆရာကမဝင်မှုလုပ်နေလို့သူရဲကောင်းဆိုတာရှင်နေရနှိမ့်ချတတ်ရတယ်ဘာညာလျှော့ပြီးဝင်ခိုင်းရတယ်ရဲမတ်တွေထွက်သွားတော့ဆရာကြီးဆရာကိုမျက်စိတက်တာကိုကူညီပေးလိုက်တယ်အဲနောက်သူ့ကိုတပည့်ဖြစ်လက်ခံပေးဖို့ပြောတယ်သူ့အမနဲ့ခေါင်းကြီးကလည်းဝင်ကူပြောပြီးတော့ဆရာကြီးဆရာကလည်းလက်ခံသွားပြီးသူ့အဖွဲ့စီကိုခေါ်သွားတယ်အဖွဲ့ဝင်မှုအတွက်ကြက်လေလေးရတယ်ဆရာဝေကလည်းတတိကောင်းတယ်အဲနောက်ဆရာကြီးကစီကံချက်တွေကိုပြောပြတယ် မလိုက်နိုင်ရင်ဓာတ်နဲ့ချစ်ဆက်တစ်ချက်ထိုးပြီးပြစ်ပေးခံရမယ်။မိမမခံပါနဲ့ဆရာကြီးရဲ့တစ်ချက်ဆိုရင်ဒီပါပဲ။ဆရာကြီးကမျက်နှာထပြောင်းတယ်။အဲနောက်ဆရာကြီးကသူ့တို့ခိုင်းရဲ့ရေချက်ဖြစ်တဲ့ရိုးဘေးကိုတတ်မယ်။ချင်းမင်းဆက်ကိုဖြိုချပြီးမိန်မင်းဆက်ကိုပြန်တူတောင်မဲ့အကြောင်းပြောတယ်။အဲပြီးတဲ့နောက်မှာငါ့မှာတာဝန်ခု ပေးเสียရရှိရဲ့။အင်းတို့တွေကတာဝန်ယူယူနေသည်ရှိမယ်လို့လည်းမျှော်လင့်တယ်။၄၂ခန်းခန္ဓာဝင်တိုင်းချက်ကိုနန်းတော်တွေကခိုးယူပေးဖို့ပဲ။အဲဆောင်တွေကလူဝဲချက်ကိုတည်ရရင်မင်းကြီးနဲ့သူ့နောက်လိုက်ပြီးတိုင်းပြည်တွေကမောင်းထုတ်နိုင်မယ်။ ပြည်သူတွေရဲ့စီးစိမ်တွေကိုပြန်ယူပေးနိုင်မယ်ဒီတိုင်ဝင်ကအနေရများသလိုအသက်ပါတည်သွားနိုင်တယ်မသွားကျင်တဲ့သူတွေထိုင်လိုက်ကြဆိုတော့အားလုံးကတက်တက်ကြွကြွပဲခုံလူထိုင်ကြတယ်ဆရာဝေကဇက်လိုက်ဆိုတော့သူလည်းလူရပါပဲခုံပေါင်းတွေကလည်းတယောက်တော့ထိုင်မယ်ဆိုတာတော့မရဘူးမရတဲ့အဆုံးဆရာကြီးထိုင်ကုန်ပြေးထိုင်မယ်လို့ဆရာကြီးရှံကညောက်တစ်ခုနဲ့ပြစ်လိုက်တာဖင်ကိုစူပြီးထားခေါ်ပါလေရောအဲ့မှာဆရာကြီးရှံကချွဲဖို့မင်းကခုမှရောက်ပင်မယ်ငါတို့ကိုင်းရဲ့ကုံကိုတင်ပေးချင်နေပြီပဲမင်းကိုတွားဝင်းပြူတယ်ဆရာဝန်ချင်းပြချင်တော့မရဘူး သုံးသွားတဲ့ကွက်လေးကလှရဲသူမအတိုင်းပဲဂရိပြက်ရင်ရှေ့တစ်ဖက်လက်တစ်ဖက်ဖြတ်မယ်ပြောတော့ဆရာဝေလည်းဘာမှမတတ်နိုင်ဘူးတိုင်းတင်တယ်လားလူကိုယူလို့တဲ့နေရာလားကွာဆိုပြီးဆရာဝေကြီးသွားရဲဟဲ့နော်ဂိုင်းကျုပ်ချံကဆရာဝေကိုတိုင်းဆောင်တုပ်ထုတ်ပေးရဲစောက်ကထော်တူလို့ဆရာဝေစိတ်ညစ်နေချိန်မှာပဲဒါမှအတိကပဲရှိသေးတယ်တိုင်းချင်းကဟိုဘုံဆိုပြီးပြလိုက်တော့ဆရာဝေမျက်လုံးပြူးသွားရဲအနေနဲ့တော့တင်းတင်းလောက်ကြမယ်ဆရာကြီး ငါသုံးနှစ်ဖက်ရတယ်နှစ်30ကျင့်ပြီးမှဒီလိုဖြစ်လာတာကျွန်တော်တို့ရောအချိန်ဘယ်လောက်ပေးရမလဲဒီညပဲဖက်လိုက်မရရင်ပေးမယ်ဆိုတော့ဆရာဝေလည်းစိတ်တော့ပြတ်သွားတယ်နောက်တော့ဂိုင်းကျူကြီးချန်ကဆရာဝေချေဘွားမှာချင်းမယ်အမှတ်သားထိုးပေးတယ်နောက်တစ်ဖက်ကိုထိုးမယ်လို့တော့နောက်မှပဲထိုးရမယ်ဆိုပြီးဆရာဝေလည်းပြောလိုက်တယ်နောက်တစ်နေ့ရောက်တော့ဆရာဝေတယောက်အစီကံလှုပ်ရှားဖို့သွားတယ်တန်းစီငယ်တဲ့သူတွေများတော့လူရှင်းတဲ့ဘက်ကဝင်သွားတယ်အလွယ်ကြိုက်တဲ့ကောင်ကူတော့သူ့ရဲ့ညီလေးကိုဖျက်ခံရတော့မယ် အစိကလှုပ်ဖို့လာတာမင်းမစလှုပ်ဖို့မဟုတ်ဘူးဆိုပြီးလှုပ်ပေးဖို့ပြောပြင်မယ်ဒီကိုရောက်လာရင်လှုပ်သွားရုံထုံးစံမရှိဘူးအတင်းဖြတ်မယ်လှုပ်ချိန်မှာမျက်မှန်မဲနဲ့ဟွိုင်းကုန်းကုန်းရောက်လာပြီးငါ့မှာလူလုံးနေတယ်ငါ့ကိုပေးနန်းတော်ရောက်မှဖြတ်လိုက်မယ်ဆိုပြီးတောင်းတော့ဆရာဝေကန်ကောင်းသွားတယ်ဆရာဝေလည်းကျွန်တော်တို့စုံမှုရယ်နော်ညနေဘက်လာခဲ့ပါဦးလက်ဖေးတိုက်မယ်ဘာညာနဲ့ဖောရှော့လှုပ်ပြီးလစ်မယ်လှုပ်ပေးမယ်ကုန်းကုန်းကသူ့အဆောင်ခေါ်သွားတယ်ခေါ်ရောက်တော့ဆရာဝေသေးပေါ်ရှင်တာနဲ့တန့်စင်ကန်းဝင်တော့ အထက်မှာလူတွေတန်းစီနေတာတွေ့ရတယ်။တေးပေါတာတော့တန်းစီရမှလာဟဆိုပြီးတေချာကြည့်ပုံမှာမျက်နှာမှာသွေးတွေစီးကြပြီးတည်နေတာမှသိတော့ဆရာဝေလန့်ကနောက်ကကျက်ဆံပြီးပါထောင်တက်သွားတယ်။လူတွေတည်နေကြတဲ့အကြောင်းကုန်းကုန်းစီသွားပြောတော့မင်းကတွေ့ရန်ကောင်းတာပဲကျက်ဆံပြီးပါထောင်ဘာတိုင်းကျင့်နေတာလဲလို့ကုန်းကုန်းကပြောတော့အထက်မှာလူတွေတေးနေဆံမီးထောင်တာဘယ်လိုသိလဲအကဲမဟုတ်ဘူးလား။မင်းကိုကန့်တယ်ဘယ်သူပြောလဲငါမှမျက်လုံးပါတယ်။မင်းမဆိုးတွေမတင်ရင်မင်းကိုမဖြက်ပဲဒီကိုခေါ်မလာဘူး။ဒီညမင်းတို့နှစ်ယောက်မဲတော်ကြီးခန်းသွားပြီးပစ္စည်းတစ်ခုခိုးပေးရမယ်ဆိုတော့ အစီကံတယောက်ကဒူးထောက်ကမေတော်ရင်ဆောင်သွားတဲ့သူမှန်တယ်များတည်သွားတဲ့အတွက်မတော်ပြရစေနဲ့လို့တောင်းပန်ပြောတယ်ဒီမတင်ဆရာဝယ်လဲရုတ်တီနဲ့မင်းကလူဟောင်းညင်းလို့မရအောင်ငါကလူတိညင်းလို့ရရဲဆိုပြီးဖြောင်းပြတယ်လို့သွားလို့တော့ဟိုကမျက်နှာကိုတစ်ချက်ကျွေးပြီးဆရာဝယ်ရဒဇာကန်လောက်ကထွက်ပြေးတော့မှာပဲဆရာကြီးဟွိုင်းရဲ့ရုတ်ကြီးလက်ဝါးစာမိပြီးအကြီးပြောကြသွားတယ်ဒါကိုကြောင်ပြီးစိုက်ကြည့်နေဆရာဝယ်ရဲ့ပခုံးအသားရနှစ်ချက်ပုတ်လိုက်ပြီးမင်းကိုလည်းနှစ်ချက်ရိုက်လိုက်ပြီးမင်းလက်ကအစမ်းရောင်စီးကြောင်းဒရောင်ကျော်သွားရင်ရုတ်တွေပြည့်စီးပြီး မေရီခန်းရဲ့ကနဝင်တိုင်းချန်ခိုးပေးပြန်ကူပေးမယ်ခုသူဖျားရှင်ခိုးဆောင်မှာရောက်နေတယ်တွားခိုးပြီတော့ဆိုတာလောဝါတိုင်းနဲ့အဆောင်ထဲကိုပို့ပေးလိုက်တယ်အထက်ရောက်တာနဲ့ဆရာဝေလည်းခလုတ်တက်ပြီးမော့ရက်လဲပါလေရောခိုးဝင်ပါလေဆိုမှအဲ့တော့ဟိုဟာတခြားလုံးနေတော့မှာပဲမေရော်ကြီးပြန်ရောက်လာတယ်မေရော်ကြီးကလည်းအတော်လှတယ်အစီကံတွေကမေရော်ကြီးနေမကောင်းလို့အဝိကူလဲပေးကြတယ်ဆရာဝေလည်းဆ ਾਇ ရကံကြုံလို့မုတ်စိတ်ပြားဆွဲအသာရှောင်းကြည့်နေတယ်ချွတ်လိုက်ချွတ်ဟာတကယ်ချွတ်မဲ့လုံမှာအလိုက်ကန်းနားမလဲတဲ့မျက်နှာဖုံးဆွနဲ့လှုပ်ကြံသူဝင်လာပြီ မေတော်ကြီးနဲ့ fight ကအပြင်ကိုများခေါ်သွားတော့တယ်မေတော်ကြီးနဲ့တိုင်းတက်တာကိုဆရာဝေတိလိုက်ရရင်သူတို့တွေထွက်သွားတော့ဆရာဝေကနဝင်တိုင်းချောင်းအလွယ်တကူပဲခြာတွေ့ခဲ့တယ်အဲ့အချိန်မှာပဲရုတ်တရက်စာအုပ်ကိုဆွဲလူယူတာခံလိုက်ရတယ်ယောက်ျားလေးလိုဝတ်စားထားတဲ့မင်းကြီးရဲ့နှမောက်မင်းမစိုးထင်ပြီးစာအုပ်ပြန်ပေးမပေးရင်ထိုးမယ်ဆိုပြီးဖြဲတော့မှာပဲဟိုကဆရာဝေမျက်နှာကိုနှစ်ချက်ကြွေပြီးပြီးတော့တယ်ဆရာဝေလည်းနောက်ကလိုက်မင်းကြီးရှေ့ရောက်သွားတော့မင်းကြီးကမင်းမဆိုးထင်သွားတဲ့ဆရာဝေကအဲရောက်ဆိုပြီးကြောက်မှန်ပြင်းတယ် ။စားရှိရင်အောက်စင်ရီလာဖိုင်လို့စင်ခေါ်လိုက်တယ်။သူကမတူလဲသူ့ဆရာခေါ်ပြီးပြစ်ပေးခိုင်းလိုက်မယ်ဆိုတော့မင်းကြီးနှမကအကိုမလုံနဲ့။သူကကျမတို့ကိုမင်းမဆုထင်နေရ။သူကရီရတယ်လို့တူတူပြောလိုက်တော့မင်းကြီးလည်းအောက်စင်လာပြီ။ကဲဘလို့ဖိုက်ရှင်တာလဲပြော။နံပါတ်1ငါမျက်နှာကိုမထိုးရအောင်။နံပါတ်2မင်းမျက်နှာကိုထိုးမယ်ဆိုပြီးဆရာဝေကမင်းကြီးကိုအကြောင်းရိုက်ပြီးတစ်ချက်ကြွေးလိုက်တယ်။အဲ့နောက်မင်းကြီးနဲ့ဆရာဝေဖိုက်တော့ရင်နှစ်ယောက်စလုံးကသူမတကိုအာတုပတွေပါ။သူ့ပဲမယ်ဆရာဝေကပုံညံ့နေ မနိုင်တော့တဲ့ခါစာအုပ်ပြမပြန်ချတယ်ငါလူကြီးခေါ်လာမှဒုက္ခရောက်သွားမယ်ငါဆရာအတွင်းအကောင်းနဲ့နှာရှည်လက်တွေသွေးပြက်သွားမယ်ဆိုပြီးချိန်ချောက်လိုက်တယ်မင်းဆရာကဘာလို့လဲလို့မင်းကြီးကမေးတော့ဝိုင်းကုန်းကုန်းဆိုတော့မင်းကြီးသဘောကျသွားတယ်အဲ့တော့စာဆောင်ရေးပြလိုက်ပြီးနောက်နေ့မှဆက်ဖိုက်မယ်မင်းနိုင်ရင်စာအုပ်ပြန်ပေးမယ်နောက်တော့ဥပါထပ်ပေးအောင်မယ်လို့ပြောလိုက်တယ်ဆရာဝန်လည်းစာအုပ်ကိုရပြီးမှသူနဲ့ရွယ်တူမင်းမဆိုးနှစ်ယောက်လူယူတာခံလိုက်ရတဲ့အကြောင်းနောက်နေ့သူ့ကိုလမ်းအောင်ပြန်ဖိုက်မှစာအုပ်ပေးမယ်အကြောင်းကိုပြပြလိုက်တော့ ဟွိုက်ကွန်ကသူ့ကိုလိန်နေတယ်ထင်မယုံပါဘူးဒါနဲ့ဆရာဝေလည်းမင်းကြီးပြတဲ့စာကိုထုတ်ပြလိုက်တယ်စာထဲမှာရေးထားတာကမင်းကြီးကဆရာဝေကိုသူ့စီမှာထားခြင်းနဲ့အကြောင်းတိုင်းတင်ပေးလိုက်ဖို့နဲ့ဆရာဝေကိုအပြစ်မပေးဘဲကောင်းကောင်းဆက်ဆံဖို့မှားလိုက်တာပေါ့စာဖတ်ပြီးရတယ်ဆရာရေးဝိုင်းမင်းတို့ဘုတ်တက်ကဘာတိုင်းတင်မရဘူးလဲတခင်လေးလို့မေးတော့ဆရာဝေကြောင်သွားတယ်အယုတ်ကြည်တိုင်းတင်မယ်နှစ်3 4 50လောက်တင်ပြီးတက်ပါလိမ့်မယ်ဟာတိုင်းတင်ဘာလို့အဲ့လောက်ကြာရတာလဲတဝက်လောက်မတက်ခင်မှာပဲတည်သွားလိမ့်မယ် အယူမပြောနဲ့တလိတောင်ကြည်မှာမဟုတ်ဘူးတော်ပြီတိုင်းခွက်တွေဗျာအတင်ရမလဲကြည်မယ်အရင်ဆုံးဘိုက်ဆာနေပြီစားစရာတွေချပေးဆိုတော့ CIA ဟိုင်းလည်းမင်းကြီးမိတ်မာထားတဲ့အတွက်လှုပ်ပေးရတော့တယ်အဲ့နောက် CIA ဟိုင်းကတိုင်းခွက်တွေဗျာဆရာဝေကစားလို့တောက်လို့ပေါ့ဓာတ်တိုင်းပြနေတော့ဖရဲသည်စိတ်ခိုင်းပြီအကြီးသေးမကြီးလို့ဒီလိုပုံစံနဲ့လူရဝင်မလားဆိုပြီးဆရာလွတ်လိုက်ပါတည်းဆရာကြီးဟိုင်းလည်းစိတ်မရှိတော့ပဲမင်းကငါပြင်းမယ်မင်းတက်တာဘာရှိလဲဆိုပြီးဆရာဝေရဲ့ရင်ဘက်ကိုလက်နဲ့ကုတ်တော့တယ်ဆရာဝေကဖယ်ထုတ်တယ်ကုန်းကထက်ကုတ်တယ် ဖယ်ထုတ်လိုက်ကုတ်လိုက်နေဒါနဲ့ဆရာဝေလဲဒါပါတိုင်းလဲမေးတော့နှလုံးထိုးပေါက်တိုင်းတော့မဟုတ်ဟော့စီထိုးပေါက်တိုင်းဆိုတော့ဆရာဝေအလွန်ကြိုက်သွားတယ်အဲ့ဒါတင်မယ်မအိမနီစူးစမ်းမယ်ဆိုပြီးတင်ခိုင်းတော့တယ်နောက်တစ်နေ့ရောက်တော့မင်းကြီးကိုပေါက်စီထိုးပေါက်တိုင်းနဲ့မြေးပေးလိုက်တယ်ပုံမှန်ဆိုမင်းကလေးအတွက်ပဲသုံးတာဒီနေ့ကမင်းအတွက်တီးတန့်ဆိုပြီးဆရာဝေကပေါက်စီထိုးပေါက်တိုင်းမင်းကြီးကကလေးရှင်မွေတိုင်းနဲ့ဖိုက်တော့တယ်ဒီနေ့တော့မင်းကြီးအတော်ခံရတယ်ရှင်ဘတ်တွေတော့နားနေပြီခိုင်းနေရင်လည်းမင်းကအတော်ညစ်ပတ်တဲ့မင်းမဆိုးပဲ မင်းကရောမင်းမစိုးမဟုတ်လို့လားမင်းကြီးမှပဲညီလေးရှိရမင်းကိုမင်းဘာကောင်ထင်နေလဲဆိုပြီးစကားများနေတော့မင်းကြီးကဆရာဝေကိုချုပ်ထားတော့ဆရာဝေနောက်ဆုံးတိုင်းွက်ထုတ်ကညှစ်ထွက်လိုက်တော့ဒီတော့မင်းကြီးရှုံးပေးလိုက်ရတယ်ပြီးတော့မှမင်းမဘာလို့ညီလေးရှိနေရလဲဆိုပြီးဆရာဝေကြောင်နေတော့မင်းကြီးရဲ့နှမကမင်းကြီးမှပဲရှိရလို့ရှင်ပြောခဲ့တယ်မလားဒါမင်းကြီးပဲဆိုတော့ဆရာဝေအံ့ဩမြင့်တက်သွားတယ်အဲ့အချိန်မှာပဲအမတ်ကြီးယောကမင်းကြီးကိုတွေးဝင်တောင်းတယ်အမတ်ကြီးယောဆိုတဲ့အတန်ကြားရတယ်မင်းကြီးတုံ့လွတ်နေတယ် ဆရာဝေကိုသူ့ညီမနဲ့နောက်မှာပုံခိုင်းထားလိုက်တယ်။အမတ်ကြီးယူကသူ့နဲ့ယာရုတူတဲ့အမတ်ဆိုကိုရာဇဝတ်မှုတစ်ခုကျူးလွန်တဲ့အတွက်ဖမ်းဖို့အမိန့်ပေးပါလို့တောင်းဆိုနေ။အမတ်ကြီးယူကအာနာလူတဲ့ကတားဆီးလာနိုင်တဲ့အရာတွေကိုအရင်ဆုံးကြိုဖြုတ်နေရမှာ။ဒါအောင်မင်းကြီးကလည်းသိပါရဲ့။တက်တည်မရှိဘဲငါလှုပ်လို့မရဘူးလို့ပြောပေမယ့်။သူ့ရဲ့စကားတွေကတက်တည်ပဲလို့ဆိုပြီးမင်းကြီးကိုအတင်းဖိအားပေးကောင်။ဗရန်မိတ်စာကိုကိုရန်ရေးနေတော့ရယ်။တစ်ဖက်ကခုံအောင်နောက်မှာမင်းကြီးရဲ့နှမကဆရာဝေကိုမင်းမဆိုးထင်ပြီးစမ်းကြည့်လိုက်တယ်ညီလေးရှိမှန်းတိသွားတော့တယ်။ လောက်မကြည့်ပဲလိုက်ကြည့်တဲ့မင်းကြီးနှမလည်းဆရာဝေကိုတင်းလိုက်ဆွဲနေရောဆရာဝေလည်းအဲ့ဒါကိုမလုံးနဲ့ဆိုပြီးရောင်မီးမတက်ထရက်ကအော်မိတော့တယ်။အမကြီးကိုတွေ့သွားပြီးရဲမက်တွေကိုခေါ်သွားပြီးခေါင်းဖြတ်ခိုင်းလိုက်တယ်။မင်းကြီးက "तू ငါ့ရဲ့လူယုံမဲ"လို့ပြောလိုက်တော့မှဆရာဝေလည်းမီးစင်ကြည့်ကားတော့တယ်။ဒီကိစ္စကိုကျွန်တော်လည်းမသိရပါလား။အမကြီးကိုကမင်းကြီးကိုပြောတော့ဟာမင်းကြီးကတော့အော်ပြောတယ်မင်းကဘာတူလဲဘဲကလည်းဘာရတူလဲခုပြောမင်းတို့ကဘာလို့ဒူးမထောက်တာလဲဆိုပြီးရဲမက်တွေနဲ့အားလုံးဆရာကြီးဝေမင်းကြီးအားကိုလည်းဖျဲတော့တယ်ဆိုနီကိုမိတ်ပေးပါမင်းကြီး အမကြီးယူကမင်းကြီးဘက်ကိုလှည့်သွားတယ်ဆရာဘက်ကကြားကဝင်ပြီမင်းမျိုးတိုင်းလွတ်ရမှာလားမင်းကြီးမှအစီအစဉ်ရှိပြီးသားကဆိုပြီးအမကြီးကိုတခွန်းမကြံခွန်းထုတ်ပြန်ကမင်းကြီးဘက်ကနေကာွယ်ပြောဆိုပြီးပြောရရင်ငါကမင်းကြီးရဲ့အတွင်းလူဆိုတော့မင်းကြီးကလည်းထောက်ခံပေးတယ်ငါကမင်းတို့အားလုံးကိုလေ့လာနေတယ်ဆိုနီကိုဒီလောက်တက်ရှင်နေပုံရရင်မင်းတို့ကတစ်ခွက်တည်းဖိရမယ်ဆိုပြီးဆရာဝေရှက်ကြလက်ကြပြောတော့အမကြီးကိုဒေါသထွက်ပြီးမင်းကငါအရင်တတ်မယ်ဆိုတော့ကျေးဇူးတင်တယ်ဒါကမင်းလို့မဟုတ်ဘူးမင်းကြီးကသိစေချင်းအားလုံးသိရမယ်မင်းရင်သိမလားငါရင်သိမလားမသိဘူး စကားပြောလေကဆရာဝေပါမကြီးကိုမရှိပနိုင်ဘူးအဲ့နော်မင်းကြီးကဆိုနီကိုဘလို့ကင်တွေရမလဲငါသိတယ်မင်းနဲ့မင်းလူတွေသွားနိုင်ပြီလို့ပြောလိုက်တော့မကြီးကိုလည်းသူရေကောင်းလေးပါလားဆိုပြီးဆရာဝေကိုဘူးကြီးတစ်ချက်ကြီးကထွက်သွားတော့တယ်သူတို့တွေထွက်သွားတော့မှမင်းကြီးနဲ့ဆရာဝေလည်းထိုင်ချလိုက်ကအသက်ရှူရှောင်တော့တယ်ဂျေဇုပဲမင်းကယ်လိုက်တာဆိုပြီးဆရာဝေကိုပြောတော့ရပါတယ်ကွာဆိုပြီးတော့ပခုံးပြန်ပုတ်တယ်ပြီးတော့မှရောင်မီးပုတ်မိတာကမင်းကြီးဆိုပြီးတောင်းပန်ချတယ် ဆရာဝေကိုသူ့ကိုပေးဖို့မင်းကြီးနှမကလည်းတောင်းနေတယ်။အယူမထနဲ့ဆိုပြီးမင်းကြီးကလည်းညှင်းလိုက်တယ်။အဲ့နောက်ငါ့ကိုကုညီဖို့စွန့်ရင်ရှိတဲ့သူလိုတယ်။မင်းကအကျင့်ကောင်းတယ်ရဲရဲနဲ့။ငါစီမှာအမှုထမ်းမလားလို့မေးတော့ဆရာဝေလည်းအားရဝမ်းသာလက်ခံတယ်။ဒီနေ့ကစားရင်မင်းကငါ့ရဲ့တချို့ဖြစ်ပြီ။မကြီးယုံနဲ့ဟွိုင်းကုန်းကိုအနီးကဆောင်ဆိုင်ရမယ်။ငါခွန်ချက်ချင်းလာတွေ့ပါ။ဒီနေ့ဖြစ်ခဲ့တာနဲ့ငါတို့ပတ်သက်တာတွေငါတို့သုံးရပဲတိပစီ။အောက်ကြားခဲ့ရင်ခေါင်းပြတ်ခံရမယ်လို့ပြောတယ်။